If you vote for me on day 1, I will commute the sentence of Ross Ulbricht. တောက်ခဖဲကနမကြီးမြောက်ရာဇဝေဘ်ဘ်ဆိုက်ပိုလမရဲ့တည်ထောင်မှုကို Trump ကသူ NGO တက်တက်ချင်းပါရဲ့လွန်ငင်းထက်သာခွင့်ပေးလိုက်ပါတယ်။ Trump လွန်ငင်းပေးလိုက်တဲ့အဲ့ပိုလမရဲ့ပဲ့ကန်ရှင်ပေါ့နော်။ Ross Ulbricht လို့ခေါ်တယ်။ FBI ရဲ့အလို့ရှိစရဲမှာထိဆုံးတဲ့ကထိဆုံးတော်သူပေါ့နော်။သူ့ကိုကျွန်တော်တို့ဒီစုံစမ်းထောင်လိုင်းကြီးအကြီးကျယ်လုပ်တယ်။ FBI ရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီ Weird Tiger ဒီ Agent တွေရဲ့နောက်ပြီးတော့ Interpol ရဲ့ပါပေါင်းပြီးတော့မင်းနဲ့ဖမ်းထားရတာပေါ့နော်။ ဖမ်းပြီးတော့လေထောင်နှံကတတတကျုံးကိုမှ double life imprisonment လို့ခေါ်ရဲအခါချထားတာပေါ့နော်အနောက်တနေ့ကျုံးပေါ့ကျွန်တော်တို့ဒီလောက်ခက်ခက်ခဲခဲဖမ်းထားရတယ်ထောင်နှံလည်းအများကြီးကြားခံထားရတဲ့သူတယောက်ကို Trump ကဘာလို့လွတ်ပေးလိုက်တာလဲ Ross Suffrage လို့ခေါ်ရဲဒီလူကရောဘာသူလဲပြီးတော့သူဒီဆောင်ခဲ့ရဲကျွန်တော်တို့ဓာတ်ခွက်ဖဲကပိုလန်မှာဆိုတာကရောဘာကြီးလဲအဲ့တော့ဒါရီကွန်လို့မျိုးကျွန်တော်ပြပြဆိုဆိုပြပြပြမှာမလို့ဒီဗီဒီယိုအဆုံးပြည့်ကြည့်ဖို့လိုပါလိမ့်မယ် တကယ်လို့ကိုကဒီမွေးရစေတမီမသုံးချင်တဲ့ဆိုပါစို့အဲ့တော့မွေးရစေဆိုတာမျိုးကဟို7 11လို့အကြီးအကျယ်လိုနေရာမျိုးမှာထောက်ဝယ်လို့လည်းမရဘူးလေကျွန်တော်မောင်ခူပဲဝယ်ရမှာမောင်ခူဝယ်လို့ရရင်တော့အခက်မသိလို့ရှိရင်ကိုကအရှုပ်ထုတ်တွေလည်းပါသွားနိုင်တယ်အသက်အနည်းငယ်လည်းရှိရပေါ့နော်တကယ်လို့အဲ့လိုမျိုးမဟုတ်ပဲနဲ့မွေးရစေကိုကျွန်တော် group ကနေမုံမှစားသလိုမျိုးတော့ Lazada ကနေအင်ဂျီဝယ်သလိုမျိုးဝယ်လို့ရမှာဆိုရင်ဘယ်လိုနေမလဲပေါ့နော်ဆိုတော့ကျွန်တော်ခုနကပြတဲ့ဒီ Ross Bridge ကိုခေါ်တဲ့တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ idea အဲ့ဒီကစတယ်ပေါ့ကျွန်တော်ဒီအမေရိကကကောလိပ်တွေတက္ကသိုလ်တွေမှာတက်တဲ့ကျောင်းသားတော်တော်များများကမွေးရစီရင်အထူးတူရှိကြရပေါ့နော်အဲ့တော့ကျွန်တော်ဒီ party draft ဆိုခေါ်တဲ့အနေနဲ့အများကအပျော်ဆန်းပူကြရပေါ့နော်အဲ့ဒီထက်မှ Ross လည်းအပါဝင်မယ်ကျွန်တော်2017ခုနှစ်မှာ internet ရဲ့အမောင်ဘက်ချမ်းလို့တည်ကြတဲ့သူတနည်းပြောရရင်တော့ dark web ပေါ့နော်အဲ dark web ထဲမှာ Soro Club ခေါ်တဲ့ website တစ်ခုစပြီးပေါ်လာတယ်။ပဲ့ကန်ရှင်ကဒီဆရာသမားပဲပေါ့နော် Bro Subrich ပဲ။အဲ Soro Club ဆိုတာကကျွန်တော်ကျွန်တော်မြန်မာလိုပြောရင်တော့ အိုလမ်းမပေါ့ဒီအလက်ခေကျွန်တော်14 15ရာစုကြားမှာဒီရှေ့တိုင်းနဲ့နောက်တိုင်းနဲ့ကြားရဲပေါ့နော်နှစ်ဖက်ကိုဆက်ပေးထားတဲ့လမ်းတွေကိုကျွန်တော်ပိုးလမ်းမလို့ခေါ်ခဲ့ကြရတယ်။အရှိကဘာနဲ့နောက်ကဘာပေါ့အရှိတိုင်းကဒီပိုးထယ်ရီကျွေထက်ပစ္စည်းတွေဟင်းခတ်အမွေးကြိုင်တွေကဂေါဒန်တန်ရီတန်နဲ့ဖြတ်ပြီးတော့ပိုးလမ်းမရဲ့အတိုင်းလာကြရတယ်။အဲ့လိုမျိုးပဲဒီဘက်အနောက်ဖက်ကဂျုံတို့ရွှေတို့ဒီဖတ်ထက်ပစ္စည်းတွေပေါ့နော် အဲ့ဒါတွေကလည်းပိုလမအတိုင်းမှာကျွန်တော်ဒီအခြေချမ်းကိုလာကြတယ်။အဒါကိုကိုးကားပြီးတော့ဒီ27ရာစုရဲ့ဓာတ်ခွက်ထဲမှာပိုလမကို Rossbridge ကတည်ထိုင်ခဲ့ရပေါ့နော်။ဒါတို့သူတို့ site ရဲ့ ပုံစံပေါ့နော်အကျန်းလင်းကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ Rusty ထွန်းနဲ့ Poland မှာကြတော့ဒီ Poland တွေဖက်ထားရောင်းဝယ်တာမဟုတ်နိုင်ဘူးကျွန်တော်တို့မူရစ်ဆေးတွေလက်နက်တွေအန္တရာယ်ရှိအစိတ်အောက်တွေပြီးလို့ရှိရင်ကျွန်တော်တာမန်ဈေးကွက်မှာမရနိုင်တဲ့ထားပါတော့ကွန်ပျူတာနဲ့ cyber hacking service တွေဒါမျိုးတွေတို့အယောင်းဝယ်လုပ်လို့ရတဲ့ဟွန်ကိုဈေးကွက်တစ်ခုဖန်တီးခဲ့တာပေါ့နော်အဲ့တော့ပိုလန်မရဲ့ထူးခြားချက်ကအယောင်းဝယ်တွေကိုသူကမထိန်းချုပ်ဘူး သူထဲချုပ်လို့မရဘူးပေါ့နော်ထားရမူးရစေကျွန်တော်တို့ရှိမယ်ပေါ့နော်အဲ့တော့မူးရစေပြန်ဆိုလို့ရှိရင်ဟိုရောင်းတဲ့သူကရောင်းမယ်တစ်ဖက်ရှိမယ်ဝယ်တဲ့သူကလည်းဝယ်ကြမယ်ဒါ ਉਹ ဂျားရဲကသူကဆိုရုတ်ကအဲ့ကျွန်တော်ဒီ product တွေကို website ပေါ်တင်မိမယ်ပြီးလို့ရှိရင် rating တွေပါပေးလို့ရတယ်တနည်းပြောရရင်တော့လောက CC ကားကားနဲ့တကယ် online ဈေးွက်စင်တာကြီးတစ်ခုလိုမျိုးဖြစ်နေရပေါ့နော်ဒီလိုနဲ့2013ခုနှစ်ရောက်တော့ဒီကမ္ဘာပေါ်မှာရှိသမျှ ဟောကိုဈေးကွက်တွေထဲမှာမူးယစ်စင်နဲ့ပတ်သက်လာလို့ရှိရင်ပိုလမကတော့အကြီးဆုံးတော့အဆင့်မြင့်ဆုံးနဲ့အကောင်းဆုံးနေရာဖြစ်လာတယ်ပေါ့နော် ဲ့တော့မြန်တောင်လို့ရှင်ပြောရလို့ရှင်မွေးစီဈေးကွက်မှာသူကကျွန်တော်တို့အမေဇုန်လိုနေရာမျိုးပဲပေါ့နော်လောကကဘာနဲ့တဝမ်းနိုင်ငံတကာအထူးဖြန့်ချန်ထားနိုင်တယ်တလားနဲ့တလားကိုအဲ့ဒီ website ပေါ်ကနေဒေါ်လာတွေဒီ transaction တွေပေါ့နော်အယောင်းဝယ်တွေတန်းနဲ့ချီပြီးတော့လုပ်ကြရတယ်။ချောင်းညာတွေဝယ်ကြရတယ်။အဲ့လိုမျိုးလုပ်တဲ့အခါကျလို့ရှင်လေတာမန်ငွေသားတွေ credit card တွေပိုင်းတုံးလို့ရှင်အစိုးရတွေအစိုးရနဲ့ပတ်သက်နေအဖွဲ့အစည်းတွေကအသွေးတကူချေရခံလို့ရတယ်။အဲ့တော့ဘာလုပ်လဲဆိုတဲ့အခါကျတော့ဒီ bitcoin တို့ crypto ငွေကြေးတွေကိုတုံးပြီးတော့ဝ ဝယ်ကြရတယ်ပေါ့နော်ဒီငွေကြေးတွေလုံခြုံရေးရလဲသူကအစ်စ်မြင့်နဲ့ရောင်းသူနဲ့ဝယ်သူနှစ်ဖက်သေးပဲကျွန်တော်တို့တည်နိုင်တဲ့အတွက်ကြောင့်မထောက်လိုင်းရရလဲမလိုက်နိုင်ဘူးပေါ့နော်ဒါပေမဲ့တက်ဆိုင်ရာတွေကဒီပိုးလမ်းမလဲနာမည်ကြီးလာရောသူတို့နောက်ွယ်မှာဘသူရှိလဲလိုက်ပြီးတော့စုံစမ်းခဲ့ကြတယ်ဘလို့စုံစမ်းစုံစမ်းအစားရှာလို့မရဘူးပေါ့နော်အဲ့တော့ Rose Bridge ကသူကဒီ site ကြီးတစ်ခုလုံးကိုတာမန်အနန္တစားချင်းဒီပေါ်မှာမရှိတဲ့နေရာထဲမှာ အပီအီကိုတိဆောက်ထားခဲ့သူကိုယ်တိုင်လည်းခုနပြောတဲ့ Ross Super ဆိုတဲ့နာမည်ကိုမသုံးဘူးမသုံးမဲနဲ့ Dread Pirate Robert ဆိုခေါ်တဲ့နာမည်နဲ့ပဲအလုပ်တွဲလုံးနေတဲ့သူတွေကောသူဘယ်သူမှမသိအောင်လို့ဖုံးကွယ်ထားခဲ့ပေါ့နော်ဒါပေမဲ့တိတ်မကြလိုက်ဘူး US က FBI ရဲ့ DEA agent တွေကသူတို့ site ပေါ်ကနေအဲ့လိုမျိုးအယောင်းဝယ်လုပ်ကြရပေါ့နော်ဒီဘက်က passport တွေဝယ်ကြတယ်အဲ့လိုလုပ်တဲ့ဟာတွေကိုဂျားရဲကနေဖြတ်ပြီးတော့ တိထားမိသွားတယ်ဒါပေမဲ့အစားပိုင်းမှာတို့တော့ဒါတာမန်ရောင်းဝယ်အနေနဲ့ပဲထင်ကြရပေါ့နော်မွေးရဆေးလို့လည်းမထင်ကြဘူးဒါပေမဲ့ဆေးပို့ကြရပေါ့ဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့တို့တိထားမိသွားတယ်အဲ့ဒါနဲ့ဘယ်လိုလဲဆိုရင်ခါချောတော့အေဂျင့်တွေကဒီပိုလမ်မဆိုင်ပေါ်မှာဝင်ရဲသူဟာဆောင်ပြီးတော့အဲ့ဒီတို့ဆိုင်ကြီးတစ်ခုလုံးဘယ်လိုအလုပ်လုပ်လဲဆိုတော့နားလည်အောင်တို့ကြရပေါ့နော်ဘယ်လိုလဲဆိုရင်ခါချောတော့ဒီအစိုးရဘက်ကနီးပညာကျောင်းကျင်တဲ့သူတွေကအဲ့ဘလော့ချင်းတွေကိုပြန်ပြီးတော့ချီရခံတယ်ပြီးရင်ခုနက Ross Bridge ထိန်းချုပ်ထားတဲ့ wallet တွေကနေ ဒီနောက်ခေရှိရပါတော့အဲကွန်ရက်တွေကိုတချေရခံပြီးတော့မှငွေစည်းစင်းမှုကိုထောင်လန်းခဲကြရပေါ့နောက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ Ross ရဲ့အခွင့်အထက်က moderator တစ်ယောက်ကောနော် အဲ့ဒီရောက်ကိုရဲဘက်ကဖမ်းမိသွားတယ်။အဲ့ဒီကနေမှ Drop Pirate Roberts ကိုခေါ်တဲ့ Ross Bridge နဲ့ဒီ General FBI ဘက်က agent တွေနဲ့အယောင်ဆောင်မျိုးလိုစကားပြောကြရပေါ့နော်။ပြောကြတဲ့အခါမှာ Ross Bridge က Drop Pirate Roberts မှန်ပေါ့နော်။သူတို့လိုက်နေတဲ့သူမှန်တိသွားတဲ့ပုံစံကလည်းရဲခက်ငွေရခက်ပဲ။ဘာဖြစ်တာလဲဆိုတော့ Ross ကသူ့ရဲ့ပိုးလမ်းမပေါ့နော်။အဲ့ပိုးလမ်းမ site နာမည်မကြီးခင်မှာ platform ကြောင့် promotion ဆင်းတယ်။ဆလာပြီးတော့ဆန်းတုံးကြီးပေါ့နော်။ဒီမှာ original ရွယ်လို့ရတယ်။ cracks တွေပြီးလို့ရှိရင်တခြားတရားဝင်တဲ့ဟာတွေတာမန်နေရာမှာမရနိုင်တဲ့ဟာတွေဝယ်လို့ရတယ်။စသဖြင့်သူကအဲ့လိုမျိုး internet forum တွေထဲကိုလိုက်ပြီးတော့ကြော်ညာတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့ဒီကြော်ညာတဲ့ account တွေကို email လိပ်စာအစစ်ပေါ့နော်။ rosebridge.com ဆိုတာနဲ့ तू ကဖွင့်မိအဲ့ဒါနေမကသေးဘူး तू အဲ့ဒီ email နဲ့ပဲ polama site ကိုစောက်ဖို့ developer တွေ तू အလုပ်ခေါ်သေးအနောက်တော့ forum တွေထဲကနေအဲ့ तू main နဲ့ဖွင့်ထားတဲ့ account တွေပေါ့နော်အဲ့ account တွေအများစုကလည်း frosty လို့ခေါ်တဲ့ username ထားထားတာပေါ့နော်အဲ့ပိုဆိုးသွားတာကြတော့အဲ့ဒီ username က drop pirate robber ဆိုခေါ်တဲ့သူ့ရဲ့နာမည်ဟွက်နဲ့တုံးနေတဲ့ဒီ polama ရဲ့ admin account ရဲ့ username ဖြစ်နေရပေါ့နော်အဲ့ဒီအချိန်မှာဒီကျွန်တော်အစိုးရဘက်က cyber သမားတွေကအကုန်လုံးဆက်ဆက်မိသွားတယ် ဲ့တော့ Rose Ubridge ရဲ့ခုနကဒီ Drop Parry Robots ရဲ့ Frosty ရဲ့အကောင်လုံးကတယောက်တည်းပဲဆိုတော့ပြီးတော့တည်သွားကြတယ်ပေါ့နော်ပြောရရင်တော့ကျွန်တော်တို့ဒီ email လိပ်စာလေးတစ်ခုကနေအကောင့်ခွင့်မင်းရင်းနဲ့ identity ပေါ်သွားတဲ့ ဘောပေါ့နောက်တော့ဘသူမန်းမတိခင်မှာပိုလမ website ကြီးရဲ့ပင်မစာပါဘန်နာထားလဲဆိုတော့ဆက်ပြီးစုံရမ်းတယ်အဲ့တော့အဲ့စုံရမ်းမှုကလည်းတော်တော်လေးခက်ခဲခဲ့တယ်ပေါ့နော်စုံရမ်းစုံရမ်းရင်းနဲ့ဘာဖြစ်လဲဆိုတော့ဒီဘက်က white hat hacker တွေကပိုလမ site ကြီးတစ်ခုလုံးလုံးဝအခြေတဲနေရပါတော့အုံမြင့်တဲနေရကအိုင်ဇန်နိုင်ငံမှာဆိုတော့တည်သွားတယ်တည်သွားပြီးတော့ငွေကြေးစာဝါတွေသူဝင်ပြီးစီးလိုက်ကြတယ်ပေါ့နော်ဒီအေဂျင့်တွေကိုယ်တိုင်လည်းဝင်ပြီးအယောင်းဝင်လို့သူလိုဟန်ဆောင်တယ်နောက်တော့ဒီသူတို့ဆာဗာကနေရတဲ့ data တွေထဲပေါ့နော်သူပြောထားဆို ဆိုထားတာတွေရောင်းဝယ်ထားတာတွေအဲ့မှတ်တမ်းတွေကိုလည်း data တွေအချက်အလက်တွေရလိုက်ကြရတယ်။အဲ့ဒီကနေမှ Ross Bridge ကိုသူဖမ်းဖို့ဆက်လုပ်ကြရတယ်ပေါ့နော်။ Ross ရဲ့လူကသူလဲတော့လဲ။သူအချိန်နဲ့မဟန်မလဲသိရော Australia ကိုသူသွားရှောင်းတယ်။ရှောင်းပြီးတော့ပြန်လာလိုက်သွားလိုက်လုံနေတဲ့အခါကျတော့နိုင်ငံတကာအာဏာပိုင်တွေကသူခွာပြီးတော့ဆုံထုတ်ခဲ့ကြရတယ်။နောက်တော့2023အောက်တိုဘာမှာပဲ Ross Bridge ကို US မှာရှိတဲ့စာကြည့်တဲ့တခုတွေကိုဖမ်းမိသွားတယ်။ ဖမ်းမိရဲ့အချိန်မှာသူကသူ laptop ကိုဖွင့်ပြီးအလုပ်လုပ်နေရပါတော့။အဲ့တော့ကန်ကောင်းသွားတာတကူကကြာတော့သူအဲ့လိုမျိုး laptop ကိုဖွင့်ပြီးတော့သုံးနေရတဲ့ကြောင့်မလို့သူ laptop ထိုင်ကနေတဆင်ဒီ file နေနဲ့တခြားအရေးကြီးတဲ့အကောင့်တွေကိုအစိုးရကကြားသွားတယ်။တနည်းပြောရရင်တော့ဒီထောင်နဲ့အများကြီးချလို့ရတဲ့တက်တွေကို ရသွားရပေါ့နော်အဲ့ဒီထဲကတစ်ခုကဒီ Ross Silverish ကိုယ်တိုင်ထောင်နဲ့ချီရဲ့မွေးရအယောင်ဝယ်လုတ်ခဲ့တယ်လုတ်ခဲ့ပြီးတော့အဲ့ဒီကနေဒေါ်လာ18ပန်းကျော်အကျိုးမြတ်ရခဲ့ပေါ့နော်နောက်တော့ဒီ FBI ကနေ Ross ကိုဖမ်းမိပြီးရနောက်ပိုင်းသူရဲ့ပိုလာမရဲ့အဲ့ဒီဆက်ဆက်နေတဲ့ crypto wallet တွေအဲ့ wallet တွေကနေဒီ Bitcoin ပေါ့နော်အသိန်းခွင်းနှီးပါးကိုတည်စီရမိခဲ့တယ် Bitcoin တသိန်းခွဲဆိုတာအဲ့ဒီအချိန်တော့ဒေါ်လာ30နှီးပါးပေါ့နော်အခုလိုမျိုးဒီတခွာကိုဒေါ်လာသိန်းချီနေတဲ့အချိန်ဆိုလို့ရှိရင်ကာလပေါ့စီနဲ့ဒေါ်လာဘီလီယံမောင်းများဆိုတာတန် ေးရှိခဲ့တယ်ပေါ့နော် ပြောရရင်ဒီတမိုင်းတစ်လျှောက် US အစိုးရဘက်ကလက်ဝဲသိမ်းနိုင်ခဲ့တဲ့ဟိုသိမ်းဆီးရမိခဲ့တဲ့ဒိတ်ကွိုင်းတွေထဲမှာအဲ့ဒီပမာဏကအခုချိန်ထိအများဆုံးပဲဒါပေမဲ့ရဲဘက်က record ပဲရလိုက်တယ်စီးမဲရလိုက်ပြီးတော့မှသူတို့မရလိုက်တဲ့လွတ်ပေးလိုက်ရတဲ့အယောင်းဝယ်ပေါင်းတန်းတန်းကျော်ရှိတယ်အဲ့ဒီအယောင်းဝယ်ပေါင်းတန်းတန်းကျော်မှာလွှဲထားကြတဲ့ဒိတ်ကွိုင်းပမာဏကျတော့6000ကျော်ထိရှိခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တော့ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့ပမာဏကတော်တော်လေးကိုရရဲအခုချိန်ဆိုလို့ရှိရင်ဒါဒီလျာကိုအများကြီးချီပြီးတော့တန်တဲ့ပမာဏပေါ့နော်အဲ့ ောက်ပိုလမလည်းအစိုးရကဖမ်းမိသွားရောပိုလမဆက်ကြီးတစ်ခုလုံးကြာသွားတဲ့ခါကျတော့သူ့ထက်သေးတဲ့တခြားမောင်ကိုဈေးွက်တယ်လေအတီးတီးပျောက်ကုန်ကြတာပေါ့နော်ဆိုတော့ပြောရရင်ဒီဒိုမီနိုလိုမျိုးခွင်းဆက်လိုက်ပြီးတော့ပြုတ်ခွဲကုန်မယ်ရော့စ်ကိုဖမ်းမိရချောင်ဆက်ပြီးတော့ပြောပြမယ်အဲ့တော့ရော့စ်ကိုဖမ်းပြီးတော့ LWOP လို့ထုတ်ခေါ်ခေါ်တဲ့ဘရောမပြမလို့ပေးမဲ့ချွန်းချက်မဲ့စီရင်ချက်ပေါ့နော်အဲ့ဒါလည်းမပြီးသေးဘူးသစီရင်ချက်ထဲမှာ double life imprisonment ပေါ့ ဒီအလိုင်းလို့ခေါ်တဲ့မှတ်ကျုံးပုံမှာအဲ့ဒါပြီးရင်နောက်ထပ်အနည်း40ထပ်ပြီးတော့ထောင်ကျခံရအောင်ပဲလို့လဲပါတယ်ပေါ့နော်အဲ့တော့သူ့ဘဝကကျွန်တော်တို့တေလို့ရှိရင်တော့ထောင်နှန်းလေးကပြန်ပြီးထွက်နိုင်ဖို့ကမသေးချာနေဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့ပြည်သူတချို့ကပေါ့နော် Rose ကိုဖန်ဆီးပြီးတော့ထောင်ချတာကိုသူတို့လက်မခံကြဘူးအဲ့လောက်ထောင်နှန်းအများကြီးချကြတာကိုသဘောမတူဘူးပေါ့နော်သူတို့ပြောတာအရာ Rose ဆိုတဲ့လူကကျူးလွန်တဲ့ပြစ်မှုတွေထဲမှာအကြမ်းဖက်တာအပါဝင်လို့ပြောတယ်ပေါ့နော်တကယ်တမ်းလဲဒီအသားဖြစ်ဖြူလဲမလုပ်တော့လို့ ဒီဆရာသမားကသူကသူ့ဘာသာသူသားမကောင်းတာလို့တာပေါ့နော်သူတယောက်ကိုမလိုမျိုးကိုထိလိုက်ရအောင်အကျန်းဖတ်တာမျိုးထိခိုက်နိုင်တဲ့စေခဲ့တာမျိုးမရှိခဲ့ဘူးဒါပေမဲ့သူ့ရဲ့ Zero Crew ခေါ်တဲ့မူရီ Amazon site ကနေရောအဝဲမူရီ series ချောင်းသူ6ရက်လောက်ထိတိတ်ခဲ့ဘူးရယ်တခြားတရားမဝင်လုပ်ငန်းတွေလည်းရှိရယ်သူဒီငွေမဲတွေပြန်ပြီးတော့ခဝါချတာပြီးလို့ရှိရင် computer hack တာမူရီ series ကိုနိုင်ငံမြန်မာကနေတင်ပို့တာအဲ့လိုမျိုးအမှုကြီးကြီးပါရယ်ပေါ့နော်ဒါပေမဲ့လည်းပဲသူ့ကိုထောက်ခံတဲ့ fan တွေကရှိအောင်မယ်ခရစ်ပတိုလောကအတူရေဆိုလို့ရှိရင်သူ့ကို ချက်ကြရပေါ့နော်သူတို့ပြောတာအရာ raw subridge လိုမျိုးလူတရားကိုအဲ့လောက်ထိပြတ်ထန်ချဖို့လိုလို့လားပေါ့နော်သူထက်ဆိုးရဲတကယ်မွေးရရာဇာတွေအလူတွေတတ်နေရဲသူထက်တယုံတွေဖြစ်နေရဲလူတွေကိုတော့အဲ့လောက်မချတာသူ့ကိုအဲ့လောက်ချဖို့လိုလို့လားဆိုပြီးတော့နေကြရဲတချို့ဆိုလို့ရှိရင်လည်းဒီ raw ကို internet လွတ်လပ်ခွင့်အတွက်ပေါ့နော်ရှေ့ဆောင်လမ်းပြအဖြစ်နဲ့ညင်ကြတယ်လူတော်တော်များများမရနေရဲတခုရေလွတ်လပ်ခွင့်တွေပြီးလို့ရှိရင်ကျွန်တော် privacy ပြဿနာတွေပြီးရင်ဒီမလွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်တွေကို तू ကတိုက်ဖြတ်ချိန်ခဲ့တာဆိုတာမျိုး ပြောကြတယ်ပေါ့နော်။ Ulama ကို Rock Subridge တီထောင်နေဆိုတာလဲငင်းငင်းထက်ထက်နဲ့ကျမ်းမဖတ်တဲ့နီးနဲ့ရောင်းဝယ်ဖောက်ကားတို့ရမယ်။ Internet ဈေးဝယ်စတာတခုထက်လာစေချင်လို့သူကပြောရယ်ပေါ့နော်။အဲ့တော့ Ulama ကနေဝိစေဝယ်တဲ့သူတွေကလည်းဟိုတမျိုးကြဝယ်ကြတယ်ကျောင်းကြတယ်တနည်းပြောရလို့ရှိရင်ကျွန်တော်တို့ဒီလမ်းဘေးမှာဝယ်တယ်လို့မျိုးပါတော့လမ်းဘေးအဆက်အရေးဘေးမကောင်းတဲ့ငွေရစီတွေပြည့်ထက်တံရုပ်တွေဖြစ်ပြီးတော့ကျောင်းဝယ်ကြတာမျိုးမဟုတ်ဘဲနဲ့စစ်တမ်းရှိရှိနဲ့ ဘသူရောင်းမှမသိဘူးဘသူကမှမသိဘူးဒါမဲ့ quality မြင့်တဲ့မူရစီပဲတကယ်ကောင်းမွန်တဲ့မူရစီကိုပြန်လာတယ်လို့ပြောတယ်ဝယ်တဲ့သူကိုလည်းအကွာအကွဲပေးထားတယ်ရောင်းတဲ့သူကလည်းလုံခြုံတယ်အဲ့တော့ဘသူမှမသိလိုက်ခင်ပါတယ်ကိုမှထားတဲ့ဒီကိုမူရစီပစ္စည်းကအိမ်တကားရှိမှရောင်းလာနိုင်တယ်ဆိုတာမျိုးထိပြောကြတယ်ပေါ့နော်အဲ့တော့ဒီဘာလို့လို့အစိုးရတွေပြလို့ရှိရင်ရဲရီရဲ့စောင့်ကြည့်မှုကိုလုံးဝ stand by မျက်စိမပြတ်မျက်စိမပြတ်ခံနေရပြီးတော့ချီရခံရဖို့လွယ်ကူရဲတကူရလက်လက်ခွင့်မရှိသလောက်လဲလာတဲ့အခြေအနေမှာ ရော့စ်ရဲ့ဆိုးရွားကနေလလန်းမမီနိုင်တဲ့ဟောင်ခိုဈေးကွက်အချက်ဟာဖြစ်တဲ့နယ်ဆိုပြီးတော့ပဒုံမြကယူဆလာကြတယ်ပေါ့နော်ရော့စ်ကိုရိုင်းကလည်းဤသူတွေကဒီသူတို့ရဲ့လွတ်လပ်ခွင့်ကိုရွေးချယ်ပြီးတော့ရယူနိုင်တယ်တယောက်ချင်းစီရဲ့လွတ်လပ်မှုပကြီကားကိုကိုယ့်အသားကိုစိတ်ကြအရောင်ဆိုးခွင့်ပေးတဲ့နယ်ဆိုရဲသူတို့ libertarian ဆိုခေါ်ရဲအစိုးရအယူဝါဒပေါ့အစိုးရရဲ့ဆက်ဖက်မှုတွေကိုတတ်နိုင်တဲ့လောက်မြဲအခြေအနေဖြစ်စေစတဲ့သူတွေလို့ပြောလို့ရမယ်။အပြားနမူနာမြင်တောင်ပြောရရင်ကိုယ်တဘောနဲ့ကိုရှိရယ်ကိုခန္ဓာကိုယ်ကိုပိုင်တယ်ဒါကြောင့်မို့ဆေးချကြလားဝယ်ပြီးတော့ချလိုက် ဒါမျိုးအထိပြောကြတယ်ပေါ့နော်အစိုးရကသာဒါတွေတို့လိုက်ပြီးတော့တင်းကျပ်နေတယ်မဲ့သူတို့မြောက်ွယ်မှာလဲလှုပ်ရှင်တဲ့သူကတခြားနည်းနဲ့ရအောင်လို့သွေးထက်သန်ရုံကြီးဖြစ်ကြပြီးတော့ရောင်းဝယ်ဖောက်ကားနေကြတာပဲမဟုတ်လားပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေရတဲ့ကို Ross ရဲ့ name channel လမ်းစဉ်ကိုလိုက်လို့ရှိရင်ပို့ပြီးတော့မကောင်းဘူးလားဆိုပြီးတော့မိကုန်ထုတ်ကြတယ်ပြီးတော့တန်းနဲ့ချီရဲ့ရောင်းဝယ်မှုတွေမှာလူခြားလောက်ပဲတည်ပူတယ်ဆိုတာကိုလည်းထောက်ပြကြတယ်အဲ့တော့ဘာလို့ Ross ကိုမှကွက်ပြီးတော့ ီလောက်အထိကိုပြစ်ထန်ချရတာလေသူ့ထက်လက်ကြီးခြေကြီးပြီးတော့သူ့ထက်စာကောင်းများစွာ လုံနေတဲ့သူတွေကိုတော့ဒီလိုမျိုးအေးမယူနဲ့နဲ့လက်သူရှုတ်ထားရဲ့ဟာ တရားရေးမှာငမြတမှုတွေရှိနေတယ်ဆိုတော့သူတို့အတန်တွေထုတ်ပြီးတော့ထုတ်ပေါ်ကြရဲဆန္ဒတွေကြားကြရဲပြီးလို့ရှိရင်ကျွန်တော်ဆယ်လီတွေငင်းချင်းတက်ကြလို့ရှားရသူတွေပြီးရင်တရားမျှတမှုတိုက်ဖြတ်ရေးအဖွဲ့အစည်းတွေကနေပြီးတော့ပါ Prospect ကနေကမ်ပိန်းတွေကူလုပ်တယ်ပြီးလို့ရှိရင်အဲ့ကိစ္စကြီးတခုလုံးကိုသူတို့တကယ်ကြီးကြီးမားမားကိုဆောင်ရွက်ကြရပဲပေါ့နော်အဲ့တော့ကျွန်တော်2024မှာတမန် Trump နိုဝင်ဘာမနိုင်ခင်မဲဆွဲတဲ့အချိန်နဲ့သူတက်လာတဲ့အချိန်ကြတော့အဲ့ဒီအတန်တွေကပူပူပြီးတော့ကျယ်လာတယ် Trump က "तू က ဒီမဲဆွယ်ကာလတော့ပါဗောနော်သူသာသမရဖြစ်လို့ရှိရင် Rose Bridge ကိစ္စအပါအဝင်အဲ့လိုမျိုးခက်ဆန်ဆန်အရေးကြီးကိုပြန်ပြီးတော့ကြည့်ပေးမယ်ပြန်ပြီးတော့စဉ်းစားပေးမယ်ဆိုရယ်ပုံစံကိုပြောထားပူရယ်အရင်တော့ကလည်းအဲ့လိုမျိုးအကြမ်းမဖက်တဲ့ညီနဲ့မူရဟော့ကာကြီးလုပ်တဲ့ Alex Johnson တို့လိုလူတွေကိုသူကဟိုလူငင်းထက်တာကပေးဖူးရယ်ဗောနော်အဲ့လူတွေကလည်းမျှော်နှင်းကြတယ်အခုတော့သူတို့မျှော်လင့်ထားသူတို့မျိုး Trump ကတမန်ချစ်ချင်းမာရယ်ဒီ Rose Bridge ကိုချွန်းချင်းမရှိ လွန်ကျင်းချမ်းသာခွင့်ကိုလက်မဲ့ရေးထိုးပေးလိုက်ပါတယ်။ချွင်းချက်မရှိတာမလို့သက်ဆိုင်ရာတွေအနေနဲ့သူ့ကိုဒီပြစ်မှုနဲ့ပဲထပ်ပြီးတော့ဖမ်းဆီးခွင့်ဆွဲချက်တင်ခွင့်အရေးယူခွင့်လုံးဝမရှိတော့ဘူးပေါ့နော်။တမရကသူ့ကိုလုံးဝအပြည့်အဝလွန်ကျင်းချမ်းသာခွင့်ပေးလိုက်ပြီဆိုရဲသဘောပေါ့။ဒီ American ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကျွန်တော်ငါးခုမြောက်ဖြည့်ဆွတ်ချက်ပေါ့နော်။အဲ့ဒီအရာလည်းပြည်ဆိုင်ခံယူပြီးသားလွန်ကျင်းခါပြီးသားသူတယောက်ကိုအမှုတစ်ခုရဲ့နဲ့ပြန်ပြီးတော့တရားစွဲလို့မရဘူးပေါ့။ဒီတော့ အခုကြည့်နေတဲ့သူတွေကရောဒီ American အစိုးရရဲ့ Rose ပေါ်ချတဲ့ပြစ်ဒဏ်ကိုမလိုမြင်ပဲပေါ့နော်အဲ့တော့တရားမျှတမှုရှိရဲ့လားအဲ့လောက်ထိချတယ်လားကိုသာဆိုလို့ရှိရင်ရော တမနာထရန့်လိုမျိုးဆုံးဖြတ်ချက်မျိုးချပြစ်လောက်မလားဒီကျွန်တော်တို့ဗီဒီယိုရဲ့ comment မှာဆွေးနွေးတော့နိုင်ပါတယ်အဲ့တော့နောက်တစ်ဗီဒီယိုတွေမှာပြန်မျိုးဆုံးကြတာပေါ့